အဲ့ပြီးတော့ကျွန်မဟိုဘက်ဆရာတော်နဲ့အဲဆရာတော်ကလူကြီးယူပြီးတော့ဆရာတော်ကနောက်တော့စေတနာပေါက်လာပြီးတော့ဆရာတော်ကမေးတယ်တင်ရခွေးကောင်ကြီးလောက်ရှိတယ်လေဘာညာပေါ့နောက်တော့ရှိပါရဲ့ဆိုတော့အကောင်တော့ကကျော်တယ်ဒါကျွန်မလွတ်နေကောင်ကြီးလည်းရှိတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဆိုတော့အဲ့ဒါဆိုရင်တေကသူ့လူပီးထားတဲ့နေရာကကြတော့ဆရာတော်လူပီးထားတဲ့နေရာကျွန်မလည်းလမ်းသွန်းလမ်းလာတက်တယ်အဲ့တော့ဆရာတော်စဉ်းစားလိုက်တယ်အဲ့နေရာနောက်တစ်ချိန်မြို့ရွာစီကားလာပြန်ထွက်ရွှေ့နေရမယ်အဲ့တော့ဆရာတော်ကဒီကမထူးဆိုပြီးတော့ဟိုဘက်လက်ကမင်းကအစိုးပေါ့ အခုယူမနဲ့ဆက်သွားတဲ့ပုဂ္ဂိုလ်ဆရာတော်ကအဲ့ရခုံးကြီးမှာငားရီကောင်ပြေးလိုက်တယ်ဟုတ်ဟုတ်ပြေးလိုက်တော့အဲ့တော့အဲ့ငားရီကောင်ကိုဒီတလင်ရောက်ပြေးခဲ့ရအဲ့လောက်ညစ်ချင်းမလို့အဲ့တော့ဒီကောင်ကိုအရင်ရွှေ့မယ်ပြင်ရံမလို့မလို့တော့ခွေးကိုစီကင်စိတ်ပြမယ်စားအစိမ့်ပြဖို့လို့ cross လုပ်ပြီးတော့ကျမအဲ့ဒီကိုအကုန်ဖမ်းထင်မယ်ပေါ့ဟုတ်ကဲ့ပါဟုတ်ကျမစဉ်းစားလိုက်ဟုတ်အဲအဲ့လိုစဉ်းစားလိုက်ပြီးတော့ကျမအဲ့အစီအစဉ်နဲ့ကျမအကောင်းဆုံးဟိုးလုပ်တယ်ဒါပေမဲ့အဲ့အချိန်မှာကျမရဲ့လူကမကျမကိုပြန်တိုက်တယ် စီပင်လို့ထင်ရတဲ့ uniform နဲ့မိမာရေးတဲ့အဲ့ကျမ question တွေကိုလာပြီးတော့တချမ်းလုံးကိုဓာတ်ပုံကြီးပတ်ရိုက်တယ်လို့တော့ပြောတယ်ဟုတ်ကဲ့ဟုတ်ဒီဒီထပ်မလုံးပါပဲနော်ဟုတ်ကဲ့ဟုတ်ဒီဒီပေါ့ဒီဝင်ကြီးလာပြီးနောက်ပိုင်းမှာပေါ့ကျမ question ကိုတလားနဲ့ရွှေ့ရမဲပါညာအဲလို့ဖြစ်လာတော့ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့လိုဖြစ်လာတယ်ပေါ့အဲနောက်တစ်ခုကဖီအားပေါ့ဒီထပ်မလုံးကေးဟာမှာအမအနေနဲ့ပေါ့နော်ဟိုလက်ရှိရွာဘက်ကဖီအားတွေရယ်နောက်ပြီးတော့ ဒီလာရင်းချင်းရွှေ့ပေးရမယ်ဆိုတဲ့အခါကျတော့အမအခုလက်ရှိဆရာတော်တပားနဲ့တိုင်ပင်ပြီးတော့ဒီထမလုံကေဟာမှာရှိတဲ့ဒီခွေးလေးတွေအကုန်လုံးဘေးကင်းမှုအတွက်ကိုကြိုးကြိုးစားစားဆောင်ရွက်နေတယ်ဆိုတဲ့အပိုင်းတွေလည်းသိရပါတယ်အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့လည်းတစ်ချက်သိချင်ပါတယ်အမဟုတ်ကဲ့ရှင်အဲ့အဲ့ရွာတွေကလည်းကျမတို့ခုချောင်လက်မခံနိုင်ဘူးပေါ့နော်။တော့ကျမတို့မမြင်လိုက်ရဘူး။ယူနီဖောင်းလည်းဆိုလို့ကျမပြောလို့ရဆိုတော့တကယ်စီဘူးလို့ပဲကျမထင်တယ်ပေါ့ လူယူနီဖောင်းနဲ့အမျိုးသမီးတွေတက်ဖို့နေပတ်ရိုက်ပါတယ်။အဲဝင်လေးလာပြီးနောက်ပဲပါ။ဖတ်ရိုက်ပြီးတော့အဲ့မှာလည်းတရွာလုံးကလည်းဒီခုချောင်းမြန်ရှူပြီးပါဘာရဖြစ်လာပြီးကျွန်တော်တို့လာလို့ရှူရမှာမဟုတ်ဖြစ်လာ။ဖြစ်လာတာကလည်းဆရာတော်ကြီးကြောင့်လားပြောဆရာတော်ကရရဲလို့ဟိုဟာသူ့ဘက်မှာလည်းတကူကြီးပြေးလိုက်တာရှိရဲဆိုတော့ဆရာတော်ရဲ့ဟိုမိတ်တွေပေါ့အဲ့ဘက်ကအထူးရှင်တို့ကဆရာတော်အတီတွေကအဲ့ဒီကုလိုတော်ပြီးတော့လဲပြီးတော့ကျွန်မကကုလိုတော်၅ဆောင်မလို့ကုလိုတော်ပဲနဲ့စီရီထည့်တော့ကိုပါကိုစီဝဲထည့်ရတယ်ပေါ့နော် စီဘိုးတွေမနေပါဘူးတနေ့ကကားလ50လောက်ပေါ့ပဲအဲ့လိုထည့်သုံးပြီးကျမတို့ဘူးစာထိုးတယ်ပြီးတော့ဘူးစာထိုးတဲ့အချိန်မှာညီကြီးရောက်ပွားနေခါကျဖောင်ဒေးရှင်းလုပ်ဖို့အဆင်ပြေရအောင်အဲ့လိုအချိန်အဲ့လိုအချိန်မှာကျမတို့ဘူးစာပြီးတော့လုပ်နေရအခုလောလောဆယ်ကျမကညီကြီးရဲ့ခက်ခဲရအဲ့ငားရီကောင်ကျမမလုပ်နိုင်သေးဘူးဟုတ်ကဲ့ဟုတ်ကဲ့လည်းကျွန်မလုံးမယ်ဟုတ်ဟုတ်ဘာလို့ဆိုဘာလို့တွက်လိုက်လဲဆိုတော့ဒီတညင်ကခွေရအောင်တော့ရှိမယ်အဲ့တော့အပြင်မှာလာလှုပ်ပစ်ထားတဲ့ခင်ဗျားလာပစ်ထားတဲ့ခွေရလည်းရှိမှာတော့ပေါင်းနိုင်၄00လောက်ကအလုံးဆုံးပဲဆိုတော့ အဲ့ဒီကောင်လေးအကုန်လုံးကကျွန်မအကိုခေါ်ွားခြင်းတယ်ပေါ့ခေါ်ရတော့အကိုခေါ်ွားပြီးရင်အဲ့ဒီကောင်လေးလည်းလောက်ပဲချောက်ပလက်လေးကျွန်မပီလီယာပတ်လေးကိုလောက်တယ်အဲ့တော့ကျွန်မပီလီယာပတ်လေးကိုဟိုတော်တော်လေးအောက်ကောင်ဖြစ်မယ်နောက်ဝင်းဥဒိုင်းဒီကကျတော့ဥဒိုင်းကျနာထပ်မှာပေါ့နောက်အုပ်ကိုခွဲနေနဲ့အပြည့်မသုံးမနဲ့ခါတော့အထီးပဲအပေါ်ကတန်တကာလုံးမှာပေါ့အင်းအဲ့လိုလိုချိန်မှာကျွန်မတကယ်လေးအကောရှင်ရှင်လုပ်တဲ့တမင်းရဲ့လင်မယားကလည်းသူ့လည်းကျွန်မနဲ့ဝင်ပြီးတော့ဝင်ရလို့ပြောတယ်ကုသိုလ်ပေါ့နော်ဟာကုသိုလ်ဝင်ပြီးတော့ပေါ့အတူလုံးဝင်ဆက်နေတယ်ဟုတ်ကဲ့ဟုတ် ဆိုတော့ဆရာတော်ကကျတော့ဆရာတော်နဲ့ပတ်သက်တဲ့မိကဘူးသာပြီးတော့မယ်ဆိုတော့သူကသူတို့အစီအပြောမှာကျွန်မယုံကြည်ပါတယ်ဒီကိစ္စတော့ပေါ့နော်ဟုတ်ကဲ့ဟာအဲ့ချားထဲမှာကျွန်မအခုလိုမျိုးထားပြီးတော့ဖြစ်တော့ဥဆောင်နေကျွန်မလေးတဲ့အချိန်မှာကျွန်တော်လူတွေကရက်နေရတယ်哦ဟုတ်ကဲ့ဟုတ်ပြန်နေရအောင်တော့ဆရာတော်ကိုလည်းကျမဟိုဒီကိစ္စကိုသူမကတ်ချင်တာဆရာတော်ကအရင်လုံးရှုပ်တယ်ဆရာတော်ကတန်းလေးသဘောကဆရာတော်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ဆရာတော်ကနေနေရတော့လိုက်ခဏတော့ပြီးတော့တရားကြီးခေါ်နေရအချိန်မှာ ကျွန်မဟိုဒီလောက်လည်းမြည်လဲစွန်ထားပြီးပြီကိုလိုက်ပူနေရမယ်ဆိုရင်အားနာတယ်ဆရာတော်ကတော့ပြောပါတယ်သူ့ဘက်မှာဆရာလေးတို့ပြင်းစင်းလို့ရှိတယ်ပူဖို့လိုရင်အကုန်ဘယ်လိုပြောပြီးလားသူတို့ကပြောရင်ကျွန်မအားနာတာဒီတော့မှာဟုတ်ကဲ့ဟုတ်တော့ကိုယ့်ဘက်ကဒီဘက်ကလူတငယ်ချင်းတွေပဲပေါ့လူတိုင်းဝိုင်းတွေနေပဲကိုလုံမယ်ပေါ့လုံးတင်မယ်ပေါ့မနိုင်တော့ပါဘူးပြင်မှာပေါ့အဲ့လိုပြောအဲ့လိုတော့ပါဘူးဒီ loyalty ဒီ PDR ပတ်လေကိုတော့ကျွန်မတငယ်ကြောက်ပါလေကိုလူမရလဲကိုမယ် တော့ကျွန်တော်တို့ဒီအမျိုးကြီးပါရေပေါ့နိုင်တဲ့လူတွေကဝင်လုပ်ပြီးနေပီတရာဘက်လေကိုဝင်ခတ်မယ်ဟိုပီတရာဘက်လေကိုဝင်ခတ်တဲ့ဒီစိတ်ကိုတွက်ချလိုက်တဲ့အချိန်မှာတင်းတရာကြော်ကြော်ကြမယ်ဒါရှုပြောင်းစီမပါသေးဘူးဟုတ်ကဲ့ပါဟုတ်ကဲ့ပါပါမယ်ဆိုရင်လည်းအများကြီးပုံမယ်နောက်တော့ရှုပြောင်းတဲ့နေ့မှာခွေးတွေကိုဟိုခွေးကောင်းစီတခါလေးထိုးမယ်음ခွေးစီနဲ့ပြစ်တော့မှာတခါလေးခွေးကောင်းစီစိတ်ကောင်းကအကုန်ထိုးအောင်음ဆိုအဲ့ဒီမှာလည်းကုန်ကြစိတ်တွေကအများကြီးလာမယ်နောက်ပြီးတော့လေအခုလိုမျိုးခွေးတွေတောင်းကျမ်းသွားတာလေအဓိကခွေးရှိတဲ့လူတွေစီကြမရှိလို့ အရင်သူ့ရဲ့လူ channel မှာသူ့ကိုခွေးနေတာတော့မရှိဘူး။ကျမရှိပါလားပို့တော့ကျမမဆန့်တော့လို့လက်မခံတဲ့ဟာကိုသူတို့ကလူစီတိတ်စီမှာညဘက်မှာကားကြီးကောင်းရင်လည်းခွေးချန်တယ်မှာလာလာထွက်ပြကြတာ။အဲ့လမ်းထွက်ပြတော့အဲ့ခွေးတွေကဒီထဲမှာရှောက်ပြီးရှောက်သွားနေတော့စားမယ်တော့မဖြစ်နေရောဒီခွေးချန်မှာခွေးချင်းမထွက်ဘူးဆိုရင်သူကစားကြတော့လည်းမတောင်းကြတယ်။တောင်းတော့ကိုကလည်းမနေနိုင်ဘူး။အဲ့ကိုကိုချက်ပြီးကြည့်တယ်။အဲ့တော့ကိုခွေးဟုတ်မဟုတ်သမင်းစားရင်လည်းရောက်လာကြပြီ။ပြီးရင်ဘယ်သွားနေမှမသိဘူး။ ။နောက်ရွာထဲမှာမဖြစ်လာလဲဆိုအဲ့ဇာတ်ထုတ်တင်တာကြီးကြီးရဈေးတန်းတွေမှာအသားငါးရီလိုက်ဆွဲတယ်။အီလိုဝတ်တက်ဟိဝတ်လန်နေ။အဲ့လိုက်လိုက်ကြိုက်တယ်ပေါ့။အဲ့လိုနောက်ဆက်တဲ့ပြဿနာဖြစ်လာတော့ဘယ်စီဘယ်ခွေးရလုံးလုံးမှမသိပေမဲ့လေခွေးတဲ့ဖြစ်လာတဲ့ပြဿနာဆိုရင်ပြဿနာခွေးရပဲဆိုပြီးကျွန်မလည်းမြင်ဖို့ရတာ။အဲ့တော့ကျွန်မခဏခဏပြဿနာဖြစ်ရှင်းရတယ်။ရှင်းတော့ကျွန်မလည်းကျွန်တော်စိတ်ငြင်လာတယ်။အဲ့တော့ငါကတည်းကဝေးလို့မသွားချင်ပေမဲ့လေနောက်တော့ဘယ်လိုပဲဝေး ရီရှိဘက်ကဟိုစိတ်ဖြစ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဟုတ်မဟုတ်ဘူးရှိလို့လာဟုတ်အာလှဲခုကိုအမရဲ့ဒီထမလုံးဒီ dog shutter ကြီးအကုန်လုံးငင်းငင်းချင်းချင်းနဲ့ပို့ပြီးသွားနိုင်တဲ့အခါကြလို့ရှိရင်တော့အမအရန်လှုပ်ချင်တဲ့ခွေးလေးပေါ်မှာထားတဲ့မြစ်တာတရားတွေအကုန်လုံးနဲ့အတူပေါ့နော်အေးချမ်းတဲ့ခံစားမှုကိုအလုံးခံစားရမယ်လို့ကျွန်တော်လည်းထင်ပါတယ်ခင်ဗျအခုဟိုအခက်ခဲဖြစ်နေရဆိုတဲ့အပိုင်းကအလူရှင်တွေလိုအပ်နေရဆိုတဲ့အပိုင်းရဲ့ เนาะအဲ့ဒီဘိုင်းအောင်တော်တော်လေးလိုအပ်နေရလို့ကျွန်တော်မြင်တယ်ခမရဘာကြောင့်လဲဆိုတော့ငွေကြေးကုန်ကြမှုကအများကြီးတာသွားမှာလေနော်အဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ရောနောက်ပြီးတော့လက်ရှိအချိန်မှာအမအနေမကောင်းဖြစ်နေတယ်ဆိုတဲ့အခါကျတော့ဒီဒေါက်ရှာတာဒီထမလုံနဲ့ပတ်သက်ပြီးတော့လည်းအမစိတ်မချဖြစ်နေတယ်ဆိုတဲ့အပိုင်းတွေတော်တော်များများကိုလည်းခံစားမိပါတယ်ခမရအရာအားလုံးပြပြလေးလေးဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်အနောက်တစ်ခုကျွန်တော်မေးချင်တာအကယ်၍ကျွန်တော်ဒီဒေါက်ရှာတာကြီးတစ်ခုလုံးဟာလှဲကူးဒီမြေ၅ဧကအပေါ်မှာ ျွန်တော်တို့တည်တည်ချာချာလေးတိဆောက်ပြီးသွားတဲ့အခါကြလို့ရှိရင်အမဖြစ်ချင်တဲ့အမထပ်ပြီးတော့စီမံခန့်ခွဲမဲ့တခြားသောဒီပရိုက်တာပေါ့နော်ဒီဒရိတ်ဆန်လေးနဲ့ပတ်သက်တဲ့အစီအစဉ်လေးလည်းသိချင်ပါတယ်ဟုတ်ကဲ့အဲဒီကခုနက၅ရက်ကကိစ္စပြောကြတာတခုရှိတယ်ပေါ့ဟုတ်ကဲ့ဆိုတော့အခုဒီထပ်မလို့မအကောင်တော့တော့ကျွန်တော်ကဒီမှာယူနေတယ်ပေါ့နော်လူချင်းလာပြီးတော့ကိုကျွေးကျွေးအစားတော့လာကျွေးကျွေးပေါ့ကျွန်မအလူကြီးလက်ခံရမလို့ယူလို့ရတယ်ဒါပေမဲ့ဘုဖက်ကြတော့အခုဝင်းခတ်ဖို့ရတယ်ပေါ့အများကြီးလာတော့မှာအခုဒီရပက်လက်မျိုးမနေကုန်တော့နောက်ပိုင်းကျွန်မတို့က ဟာအေကောဝန်ခတ်မယ်ဆိုကိုကြောက်နေတာဒီလိုနေမှာမဟုတ်ဘူးတော့ကျမကြောက်နေမနိုင်တော့ဘူးအဲ့တော့ကျမအချင်းကြီးအများကြီးခေါ်ရအောင်ပြီးရင်ငါအေကရောက်ပြီးဖြစ်ပြီးသွားရင်ကျောင်းတော်တော်ကခွေထည့်ပြီးရင်ခွေကောင်ကြီးထောင်တော်ဘကရှိတဲ့အကောင်ကြီးရဲ့လက်ရှင်စိတ်ဆိုရှိပြီဒီလိုမျိုးဒီလောက်စိတ်နဲ့မရတင်းကြတဲ့မဟုတ်ကဲ့မဟုတ်ဟုတ်အဲ့ခါကျတော့ကျမတို့ကလက်ရှင်လူချင်းဝန်ခတ်ဖို့လောဆယ်ဝန်ခတ်ဖို့လူချင်းဝန်ခတ်ပြီးသွားရင်ကျောင်းတော်တော်ကခွေရဲ့အတည့်ထက်တာကြီးသူ့ရဲ့ကျူးမှုစိတ်ဒါတွေအကုန်လုံးကိုကျမတို့ကကုန်ကြတဲ့တအားလိုပြီး အဲ့ကြောင့်ကျွန်မတို့ regular အဲ့ပေါ့နော်ဒူနာလူလာပြီလူလာပြီဆိုအဲ့ကြောင့်ကျွန်မတို့ဝေကောက်ဖို့လို့တော့ပေါ့နော်တန်လို့ဒီကောင်လာမှကျွန်မနေမကောင်းတာနဲ့ခဏရက်ထားတာပေါ့နော်ကျွန်မအရင်လို့ဒီတင်ရင်ခွေးကိုအရင်ရွှေ့ခြင်းလဲတင်ရင်ခွေးရရှိတဲ့ကိစ္စအရင်လုပ်လိုက်မယ်လုပ်ပြီးွားရင် PDF ပတ်လည်းပြီးတင်ရင်ခွေးကိုရရွှေ့မယ်ပြီးရင်ကျွန်မတို့ကျွန်မရှက်တာကိုကျွန်မနာမည်ရေလူကူရေကျွန်မတေချာရွေးမယ်ပြီးပြီးရင်မီဒီယာနဲ့ညောင်လူတွေကိုလုံးချပြခြင်းနဲ့ပေါ့ချပြပြီးလို့ရှိရင်ကျွန်မတို့ငွေလက်ခံတဲ့နေရာဘယ်နေရာဘယ်နေရာဆိုပြီးကျွန်မတို့ပြင်ရထားမယ်ပေါ့အဲ့နေရာတွေကျွန်တဲ့နေရာ မလိုအောင်ပေါ့အဲ့တတ်မှတ်ထားတဲ့နေရာပဲလုပ်ပြီးလို့ရှိရင်အဲ့တော့ကျွန်တော်တို့စနစ်တကျနဲ့ဝေကောက်တော့စနစ်ကျနဲ့လုပ်ပေါင်းမှာပေါ့အဲ့တော့ကျော်လဲဆရာတော်ဘက်ကကျွန်မကိုဝိုင်းကူပြီးမဲ့လူလဲကျွန်မနည်းနည်းကူပြီးတိုင်ပင်နေသေးတယ်ပေါ့ဘာလို့လဲဆိုကျွန်မအကုန်လုံးကျွန်မတယောက်ပဲလုပ်ဖို့တဲ့အဲ့လိုဆရာတော်ဘက်ကလူတွေလဲဝေပိုင်းဆိုင်ရာဝင်ကင်ပြီးမဲ့ဆိုရင်ကျွန်မတို့ပူပေါင်းမှာပေါ့နော်အဲ့တော့ကျွန်မတိတ်ပြီးတော့အုံနောက်စားကြံမလို့တော့ပေါ့အဲ့လိုလဲဆိုကျွန်မကဒီကိစ္စတွေကိုလည်းကျွန်မရဲ့တော်တော်ကိစ္စနောက်ကျွန်မရဲ့စီးပွားကိစ္စလို့လည်းရှိသေးတော့လေအဲ့တော့ကျွန်မဒါတွေ တောင်းတင်းနေမှာပြီးတော့နောက်တစ်ခုကအမအကျမ်းမာနေမှာဒီ bright လုပ်ငန်းတွေကလည်းဆက်ပြီးတော့လုပ်နေမှာလေဟုတ်အဲ့တော့အဲ့လိုလေးညီမလို့ဆရာလည်းရှိရဆိုကျွန်မကလူတွေကောက်ဖို့နောက်ပိုင်းဆက်လုပ်မယ်အဲ့ခါမှာကျွန်မစနစ်တကျဘလို့မူရလဲကောက်မလဲဆိုတော့ကျွန်မတို့စနစ်စံတစ်ခုချမယ်နောက်ပြီးတော့ဒီခွေးကြရမယ်တီးတန်ဘန်းကောက်တစ်ခုလုပ်မယ်ပေါ့နော်အဲ့အဲ့လုပ်ပြီးစရကျွန်မတို့လုပ်ပြီးတဲ့ဟာတွေအကုန်လုံးကိုအကုန်တင်ညာမယ်ပေါ့နော်ဘလို့စေပါအဲ့လောက်ထိကိုမတွောနိုင်သေးဘဲနဲ့အခုလိုမျိုးကျွန်မဖြစ်တော့အားလုံးကရက်နေရတဲ့သဘောပေါ့နော်အဲ့အကြောင်းကျွန်မအကုန်လုံးမိသားစုအကုန်လုံးကိုဒီလေးပြပါမယ် အဲ့ကြောင့်လည်းဝိုင်းဝန်းတစ်ခေါက်ထပ်ပြီးတော့အကူအညီပေးပါဦးဟုတ်အခုထပ်မလုံးမှာရှိနေတဲ့ဒီ dot shutter နဲ့ပတ်သက်ပြီးတော့လက်ရှိအခြေအနေကဘယ်လိုဖြစ်နေလဲအခုကြတော့လောလောဆယ်တော့ကျမရက်ွက်ကိုရက်ွက်ထုတ်ထားပြီးတော့ရှင်းဖို့လုပ်နေပါတယ်ဒါပေမဲ့ကိုယ်မှလည်းတလမ်းမပြီးသေးဘူးကျမလည်းမရှိနိုင်ရင်လည်းကျမဒီလိုဖြစ်နေရပါတော့ကျမအဲ့အတူသမားတော့ပြောထားတယ်ပေါ့နော်အခုဘိုးကြီးကိုကျမဒီမှာစိတ်ဝင်တယ်ရေကျမနေမကောင်းဘူးအဲ့ခါကျတော့သူ့ကိုတရားရှင်းပြပါဦး တို့ကကျမတို့ကအချိန်ဆွဲထင်တယ်ဟုတ်ကဲ့ဟုတ်သူလည်းအဲ့နန်းတော်ကလူကဥပီပါတယ်သူကဖြစ်လို့ရပါတယ်အဲ့တော့ပြီးတော့ကျမအမြန်ဆုံးဟောဖြစ်မယ်လို့ဒါတော့ကျမထင်တယ်ငပူမှန်းတာလည်းပို့ပြီးကျမတို့ကြာသွားမယ်ဟုတ်ကဲ့အခုကျမဒီကပြီးတော့မှဥမာချက်ပြီးတော့စောက်ဖို့ဆက်လုပ်ရမယ်ဟုတ်ကဲ့ဟုတ်အဲ့တော့ပြီးတော့မှစောက်လို့ပြီးတော့မှရွှေ့ရမယ်ဆိုတော့အချိန်ကခါရတဲ့တလောက်လောက်ကိုနောက်ဆက်ပါလိမ့်မယ်ဟုတ်ကဲ့ဟိုကအခုကျမကဖွေးလို့ပြင်စားရမှာဖြစ်တယ်ပေါ့ကျမကဖွေးရလို့ run လို့ okay သွားလို့ကျမကိုလေပတ်နိုင်သွားပြီဆိုရင်နောက်က အမေနဲ့ကြံတဲ့ညီမကျွန်တော်ကြောင်းချက်တာဖလုပ်မယ်။ဟုတ်ကဲ့ဟုတ်ဆက်ဆက်ပြီးကိုနိုင်နေတော့ခွေးပြီးတော့ကြောင်းနောက်ပိုင်းကျရင်ဆရာတော်ရဲ့ဆန္ဒကဆရာတော်ကငကူရဒီမဲ့ကြီးကဒီမဲ့ဦးငယ်လို့အစီအစဉ်ရှိတယ်။ဟောဟောဆရာတော်ကဆရာရဲ့ငကူကအဲ့လိုရှိရဲ့။ဒါပေမဲ့ဆရာတော်လည်းဘူးရီကိုအိန္ဒိယကြီးခြာရီလုပ်ပြီးနေတော့မလှည့်နိုင်ဘူးပေါ့နော်။ဟုတ်ကဲ့ပါခင်ဗျာဟုတ်။ဆရာတော်ကသူ့လုံးနဲ့လုပ်မယ်။ကျွန်မအောင်နိုင်နဲ့လုပ်ပေါ့နော်အဲ့လိုလိုရှိတော့ဒါပေမဲ့ကျွန်မအဲ့ဒီရောက်ပေါ်တော့ကျွန်မအများကြီးကိုခွေးပါရင်လွန်လဲနေတာပေါ့။ ဲ့တော့ခွေးလုတ်ပြီးရင်ကျမနိုင်လို့ခွေးကိုလည်းပတ်လို့ဥပေသွားလို့ဆိုရင်ကြောင်ကြောင်ချက်တာကြောင်ပြီးတော့မှခုနဟိုပါပေါ့ဒီထဲတော့ပေါ့အခုဆိုရင်ရောင်လူမျိုးဒီထဲလုံးနဲ့စဉ်းစားမှုရက်ွက်ဒီမှာငွားကြီးကိုပြည့်ပြည့်ထားရှောက်သွားရနေရဲ့ဟုတ်ဟုတ်ပြီးတော့ပြည့်ပြည့်သာပြီးတော့ရှောက်သွားသွားနေပြီးတော့ငွားခွေးလိုကြောင်ဖမ်းတတ်အောင်လေဘာမှမတူဘူးအဲ့တော့သူ့တို့နေရာဆိုလိုအပ်တယ်အဲ့တော့ဆရာတော်ပြောတယ်တကယ်မှန်တယ်အဲ့တော့အဲ့တော့ဆရာတော်ပဲလုံနိုင်တယ်လုံလားဘူးလို့ဒါပေမဲ့အဲ့ဒီအထိကိုကျွန်မမစိမ်းနိုင်ဘူးဒီမှာတော့မနိုင်ဘူး။ဒါကြီးအကြီးဖြစ်သွားပြီ။ဆိုတော့အဲ့တော့ဆရာတော်ရဲ့ plan ဖြစ်တာပြန် plan ဖြစ်တယ်ပေါ့နော်အဲကျွန်တော်တော့အဲ့လိုအသေးချာမတိုင်မြင်ရသေးပါဘူးဆရာတော်သူဖြစ်ချင်တာကိုပြတာပါကျွန်မကတော့အဲ့တော့ဆရာတော်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်မဒီကိစ္စပြလို့ရှိရင်ဒါတော့ပြောင်းလို့မလို့ပြောထားဘူးလေဒါပေမဲ့လုံးဝမနိုင်နိုင်ဘူးပေါ့ကြောင်ပြီးတော့ခွေးပြီးတော့ကြောင်ရင်လုပ်လိုက်အောင်ပဲပေါ့ဟုတ်ကဲ့ပြောကြည့်တော့အာနောက်ထပ်ဒီရွှေပြောင်းမဲ့လှဲကူမှာရှိရဲ့ dog shutter အပါဝင်ပေါ့နော်ဒီ animal shutter ဆိုလို့ရှိရင် ထမလုံးထက်ပို့ပြီးတော့စနစ်တကျလည်းဖြစ်သွားမယ်။တခြားသောတရိတ်ဆန်လေးတွေခုနားမှုအတွက်လည်းနောက်ပိုင်းအလှရှင်တွေနဲ့အတူပေါ့နော်။တကယ်ပရဟိတဂေဟာကြီးတစ်ခုအဖြစ်လှမ်းပြီးတော့မြင်နေရပါတယ်။အမောက်လည်းရမ်းလေးစားမိပါတယ်။နောက်အခုလက်ရှိလိုအပ်နေတဲ့အလှရှင်တွေရောအဲတခြားတခြားသောဒီပြဿနာဖြစ်လာနိုင်တဲ့စိတ်ညစ်စရာကောင်းတဲ့အနောက်ရှက်မျိုးစုံဒီဒန်းလည်းအမကင်းဝေးပါစေဆိုပြီးတော့ကျွန်တော်လည်း ဆူတောင်းပါတယ်ခင်ဗျာကျေးဇူးများပဲတင်ပါတယ်နော်မနော်ဟုတ်အမလည်းနေကောင်းအောင်လေးနော်ဟုတ်ကဲ့ဟောဘာလို့လဲဆိုတော့အမ strong ဖြစ်နေမှာအမကျန်းမာနေမှာအမလှုပ်ချင်တဲ့ဒီ brighter လုပ်ငန်းတွေအကုန်လုံးဆွဆွတမန်လှုပ်ဆောင်နေမှာမဟုတ်လို့ပါ အမဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကျေးဇူးနဲ့ပြပါတယ်နော်ကျေးဇူးပါပါဟုတ်